မင်္ဂလာပါရှင်ကစ်စ်နွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးလောင်လုံးမြို့နယ်မောင်မကန်ရဲစကန်တိန်တိုက်ပွဲတွင်စစ်တပ်ဘက်မှ12ဦးသေဆုံးကလက်နက်မျိုးစုံ22လက်သိမ်းဆီးရရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်မကန်ရဲစကန်တိန်တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ12ဦးသေဆုံးကလက်နက်မျိုးစုံ22လက်သိမ်းဆီးရရှိခဲ့ကြောင်းအထူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ် အော်တိုဘန်လ26ရက်နေ့မနက်9:30မိနစ်30ခန်းမှာမောင်းမကန်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမနက်9:30မိနစ်30ခန်းမှာရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါတယ်။စခန်းသိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ12ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့အပြင်တော်လန်ရေးရဲဘော်တို့လည်းမြင်းမြတ်စွာအသက်ပေးလူခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲတွင်အကျန်းဖက်စစ်သားများထံမှဦးစီးမျိုးစားတနက်6လဲဂျီ3မျိုးစားတနက်9လဲရှူကန်စမော့ကန်2လဲကွန်မန်ဒိုစိန်ပြောင်း2လဲ6လုံးပြူလေးလဲစွတ်စုပေါင်းလက်နက်မျိုးစုံ22လဲဂျမ်းမဆက်2လုံးနဲ့ခရဲများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည် အဆိုပါရဲစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်တေစစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကုကဲမှုအောက်ရှိနီးပြူအား33ဒေါနာတက်ရင်တက်ခွဲလေး KBDF ဒေါနာတက်ရင်တက်ခွဲခုနှစ် NBN ဒူမဟာမိတ်တပ်ပေါင်းစုများဖြစ်သောဒဝေခိုင်တပ်ပေါင်းစု DNL ဒူရကောင်းစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝန်ကျဲတပ်ပေါင်းကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေပြူမြို့နယ်တဝဲအထူးစီးပွားရေးဆောင်လမ်းမိုက်တွင်ကင်းယူနေသည့်စစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။တနေ့တိုင်းအတိုင်းရေပြူမြို့နယ်တဝဲအထူးစီးပွားရေးဆောင်လမ်းမိုက်တွင်ကင်းယူနေသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှ၁၀ဦးသေဆုံးခဲ့ကြောင်းရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထုတ်ပြန်ချက်နဲ့ဒေသရင်းစစ်ရေးတရင်ရှင်မြစ်ကပြောဆိုပါရယ်။အော်တိုဘန်လ25ရက်မနက်6:00မိနစ်30စက္ကန့်မှာရေပြူမြို့နယ်ဝက်ချောင်း ကျေးရွာနဲ့မူတူရွာကြားရှိတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပိုင်းမှာကင်းယူနေသောအကျန်းဖက်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်တို့တိတွေ့တိုက်ပွဲဟာတနိုင်နီးပါးကြာမြင့်ခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှဆေးဥကန့်ဒေသုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေါ်လန်ရေးပူပေါင်းတပ်များဘက်မှရဲဘော်နှုတ်ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် တိုက်ပွဲဖြစ်တာကတော့သိရပါတယ်တဝေအထူးစီးပွားရေးဆောင်လမ်းပိုင်းမှာဆက်ရန်နေရာတွေနဲ့လမ်းလုံငန်းလုံတာကင်းယူပေးနေတဲ့စစ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲတွင်းမှာစစ်သားတွေဘက်ကထိခိုက်သေးဆုံးမှုရှိတယ်ဆိုတာတော့သိရပါတယ်ဟုဒေတာရင်းစင်ရေးတင်ရှင်မြက်ကပြောပါတယ်။အဆိုပါတိုက်ပွဲကိုရေပြူမြို့နယ်တွင်အခြေဆိုင်မဟာမိတ်ပူပေါင်းတပ်နဲ့ဘတ်ထူအာမီတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်အကြောင်းကတော့ TNL ကမိုးကုတ်မိုးမိတ်မြို့နယ်တွေကစွတ်ခွာပေးရမှာဖြစ်ပေမယ့်မိုးကုတ်မှာတော့မိုးကုတ်ပြူဟာနဲ့မိုးကုတ်ပါကပအဖွဲ့တွေက နေရာယူထားကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်နဲ့တန်းတက် TNL တွေတို့ဟာနှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာတွေမှာတိုက်ပွဲတွေရပ်တန့်က အပြန့်လန့်အပြစ်ခတ်ရဲစဲရဲအတွက်သဘောတူလက်မဲ့ရေးထိုးခဲ့ကြတယ်လို့တန်းတက် TNL ကမနေ့ကအောက်တိုဘာ29ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတန်နေတန်းတက် GNL တို့ဟာအပြည့်ခန့်ရစရေးသဘောတူညီချက်ကိုးချိန်မြောက်ဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်အောက်တိုဘာလ29-28ရက်နေ့ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါဆွေးနွေးပွဲမှာတန်တက် GNL ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်နဲ့ကိုယ်စားလှယ်ဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်နဲ့ NSBS ကိုယ်စားလှယ်ဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရှိကျွန်းရဲ့ဂျောင်းဝင်နေနိုင်မှုနဲ့နှစ်ဖက်တက်တွေအပြည့်ခန့်ရစရေးအတွက်သဘောတူလက်မှတ်ရေးထို ိုးခဲ့ကြတာဖြစ်တယ်လို့ TNL ကဆိုထားပါတယ် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင်ရှိကျွန်းရဲ့ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့ JNL တို့ဟာနှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမှာမိုးကုံနဲ့မိုးမိတ်မြို့နယ်တို့ကတိုင်းအတက် JNL ဟာပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီးတိုင်းဒေသကိုလည်းစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာဒုစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်ဘဲ2025ခုနှစ်အောက်တိုဘာ29ရက်နေ့ကနေစတင်ကနှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာတွေမှာဒုစစ်တွေရပ်တန့်ကအပြန်အလှန်ပြစ်ခတ်ရေးစရေးအတွက်သဘော တူညီချက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ TNL ကဆိုထားပါတယ် စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရေးဆိုင်တာကို သိရှိနိုင်ဖို့တိုင်းတက် DNL ကိုတရင်ထဏကဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာတော့မရှိသေးပါဘူး။လက်ရှိမှာတော့တိုင်းတက် DNL ဟာသူတို့ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မြို့နယ်တွေကစုခွာပေးရမှာဖြစ်ပေမယ့်လေမိုးကုတ်မြို့နယ်မှာတော့မိုးကုတ်ပြူဟာနဲ့မိုးကုတ်ပကဖအဖွဲ့တွေဟာနေအောင်ယူထားကြစေဖြစ်တယ်လို့ရှမ်းမြောက်ကဒေသခံတဦးကပြောပါရယ်။ DNL ကတော့မနေ့ကညနေခင်းကအဲ့ဒီနှစ်မြို့နယ်ကနေစုခွာသွားကြမယ်လို့သိထားရပါရယ်။လက်ရှိမိုးကုတ်မြို့ ယ်မှာတော့မိုးကုတ်ဖြူဟာနဲ့မိုးကုတ်ပကပအဖွဲ့တွေကနေရာယူထားကြပါသေးတယ်။သူတို့ကဘလောက်အတိုင်းတာထိတောင်းခံနိုင်မလဲဆိုတာစောင့်ကြည့်ရမယ့်အနေထားပါပဲလို့အဆိုပါရှမ်းမြောက်ကဒေသခံတို့ကဆက်ပြောပါရယ်။ တန်တက် DNL နဲ့စစ်ကောင်စီတပ်တွေအပြစ်ခတ်ရဲစဲတဲ့မနေ့ကအောက်တိုဘာ29ရက်နေ့မှာပဲမိုးကုတ်ပြူဟာ PDF အဖွဲ့ကတောင်းလန်ရေးခီးတခြားဘလို့ခက်ခဲတဲ့အချိုးကွေတွေနဲ့ကြုံရသည့်ဖြစ်စေမိုးကုတ်ပြူဟာနဲ့တူမိုးကုတ်အခြေပြုတောင်းလန်ရေးအဖွဲ့တွေကရည်မှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီကိုမမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်ဖို့ရည်ရွယ်ထားတာဖြစ်ပြီးတောင်းလန်ရေးအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ထုတ်ပြန်ထားပါတယ်အလားတူပြည်သူ့ကာကွယ်တပ်မတော် Mandalay PDF အနေနဲ့လည်းသူတို့ရဲ့စီရင် င်မန်းချက်ဖြစ်တဲ့ဆင်အောင်နောက်ရှင်စနစ်အမြင့်ပြည့်ရေးအတွက်ချိန်မုံရေးတိုက်ပွဲတွေကိုထန်ပိုးကဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့မနေ့ကအောက်တိုဘာ29ရက်မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးပေရီယက်တပ်ဖွဲ့ဟာထိန်းချုပ်ထားတဲ့စိုးမိုးနယ်မြေတွေကိုလည်းဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်ဒေါ်လန်ရေးအင်အားစုတွေနဲ့လက်တွဲကကိုစွမ်းညံစွမ်းရှိသလောက်ဆက်လက်ဆောင်ရွက်သွားမယ်ဖြင့်ဘလောက်ပဲအခက်အခဲတွေရှိနေပါစေဘုံရီမန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရင်းနဲ့ဆင်အောင်နောက်ရှင်အမြင့်ပြည့်ရေးတို့အတွက်ဦးလယ်မဲ့သုံးဆက်လက်ဖော်ဆောင်သွားမှာဖြစ် ဖြစ်တယ်လို့ဆိုထားပါတယ် မိုးကုတ်မြို့ကိုတန်းအတက် TNL ရဲ့ဦးဆောင်မှုနဲ့တိမ့်ပိုက်ခဲ့တဲ့ချိန်မှာမန္တလေးဗီဒီရဲ့မိုးကုတ်မြို့ဟာ TRI မြို့ဟာစတဲ့ဒေတာရင်းကတောင်းလိုင်းရေးတပ်ဖွဲ့တွေကပူးပေါင်းပါဝင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါရယ်စစ်ကောင်စီတပ်နဲ့တန်းအတက် TNL တို့အပြစ်ခံရဲစဲခြင်းပေါ်ရှမ်းမြောက်ကဒေတာကန်တူပြောတာကတော့ TNL ကစကားစားနဲ့အပြစ်ရတဲ့ကိစ္စကိုဆောင်ရွက်တဲ့အခါမှာပြည်သူတွေအတွက်ထည့်သွင်းစဉ်းစားမှုမရှိဘူးလို့ပြောကြမှာရယ်နောင်ချိုကြောင့်ပဲတီဘောမြို့နယ်တွေမှာစကားစားက TNL နဲ့ဆက်ဆက်တဲ့ ဲ့ဆိုပြီးတော့ဒေသခံလူတွေကိုဖမ်းဆီးတာနေအိမ်တွေကိုချိတ်ပိတ်တာတွေရှိနေတဲ့အတွက်မိုးကုတ်မိုးမိတ်မှလည်းရှိလာနိုင်မလားဆိုတာကိုစိတ်ပုံရသလို TNL ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကိုလည်းမေးခွန်းထုတ်ချင်ပါတယ်အခုလိုပြင်ရဖို့စဉ်းစားထားရင်နောက်ချိုကြောင့်ပဲတီဘောမျိုးတွေမှာအသက်ပေးခဲ့ရတဲ့ရဲဘော်တွေနဲ့ပြည်သူတွေဆုံးရှုံးခဲ့ရတဲ့ပြည်သူပိုင်ဆိုင်မှုတွေကိုအလေးမထားသူမှ TNL ပေါ်လေးစားယုံကြည်မှုတွေကလည်းပျောက်ဆုံးမတတ်ဖြစ်ရပါတယ်လို့တရင်ဌာနကိုပြောပါတယ်လက်ရှိစစ်ကောင်စီအားမိုးကုတ်ကြောင့်ပဲ နောင်ချိုကိုရသွားတာကြောင့်မိုင်းလုံးမိုင်းကုန်းမြို့နယ်တွေကဒေသခံတွေမှလည်းပိတ်မိနေကြတယ်လို့သိရပါဗျ။ လက်ရှိမိုးကုတ်မိုးမေးမြို့နယ်တွေကိုစစ်ကောင်စီတပ်ကထိန်းချုပ်တော့မှဖြစ်တာကြောင့်အဲ့ဒီမြို့နယ်တွေကနိုင်ငံရေးသမားတွေတက်ကြွလုံရှားသူတွေစီရီယံဝန်ထမ်းတွေမှလည်းလုံခြုံရေးအရစိုးရိမ်နေရတယ်လို့လည်းသိရပါတယ်။2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်ခဲ့တဲ့ကိုကန့်တဲ့ MNDA တန်းတဲ့ TNL နဲ့အရခတက်တော် AA ညီနောင်မဟာမိတ်၃ဘွေရဲ့တိတ်တုံညာနေခွန်စစ်စင်ရေးမှာ MNDA နဲ့ TNL တို့ဟာစစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲစဲသွားပြီဖြစ်တာကြောင့်အရခတက်တော် AA ကတော့ ော့ຫນွေဥဒေါ်လာရေးတက်ဖွဲ့တွေနဲ့တို့ဆက်လက်တိုက်ပွဲတွေဖော်ဆောင်နေစေဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာရှမ်းမြောက်ကကိုကန့်တက် MNDA တန်းတက် DNL နဲ့အပြစ်ခတ်ရဲစဲသွားပြီးဖြစ်တာကြောင့်ရခိုင် ကချင်းနဲ့ချင်းပြည်နယ်ဘက်တွေကိုစီရင်ရပုံမှုဖိအားပေးလာနိုင်တယ်လို့စီရင်လိလာသူတွေကပြောပါတယ် တန်တက် DNL ဟာ2023ခုနှစ်အောက်တိုဘာ29ကစတင်ခဲ့တဲ့ဒိတ်တုံညာနေကွန်စစ်စင်ရေးပထမပိုင်းအတွင်းမှာရှမ်းမြောက်ကိုခိုင်နမ်မတူနမ်ကန်နမ်ဆမ်မန်ဒုံမိုင်းငော့မိုင်းလုံးမျိုးစတဲ့ခုနှစ်မျိုးကိုသိမ်းပိုင်နိုင်ခဲ့ပြီးအခုနှစ်ဇွန်လ25ရက်နေ့ကစတင်ခဲ့တဲ့ဒိတ်တုံညာနေကွန်စစ်စင်ရေးဒုတိယပိုင်းမှာတော့မိုးမိတ်ကြောင့်ပဲနောင်ချိုတီဘောနဲ့မန္တလေးတိုင်းကမိုးမိတ်မိုးကုတ်မျိုးပါဝင်စုစုပေါင်း12မျိုးကိုသိမ်းပိုင်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါ DNL ထိန်းချုပ်နေမြေတွေကစစ်ကောင်စီ ရာနောက်ချိုအကြောင်းမဲ့တီဘောမိုးကုန်းနဲ့မိုးမေမြို့နယ်တွေကိုပြန်လည်ထိန်းချုပ်နိုင်တော့မှလည်းဖြစ်ပါတယ်။